တမန်တော်ရှင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ23ရက်10လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးတစ်ပုဒ်အနေနဲ့လက်ရှိတရလီနဲ့အရင်မစရမယ်နော်အဲ့ဂျမ်ဘတ်တရလီတွေကဒီအပိုင်းမှာအတန်နည်းနည်းလေးထွက်လာပြီအတန်နည်းနည်းလေးထွက်လာပြီအဲ့ဒါဘာလဲဆိုတော့တမန်တော်ရထိုးစစ်တွေကိုတော်တော်ကြီးတော့ကြောက်နေပြီလို့တော့ယူဆရပါတယ်နော်ကြောက်နေပြီလို့ယူဆရတယ်ဘာလို့လဲဆိုတော့လက်ရှိဂျမ်ဘတ်တရလီရဲ့ဒါကြာရှုံးခန်းတွေရောက်နေတဲ့အတွက် နော်အကြံပတ်တည်းရဲ့လေးရဲ့လေတန်လေးနည်းနည်းလေးပြော့သွားတယ်နည်းလေးပြော့သွားတယ်နော်စစ်တီကိုအမြန်ငင်းချမ်းစေချင်ပါပြီတဲ့နော်စစ်ကိုအမြန်ငင်းချမ်းစေချင်ပါပြီအော့တမတော်ကစစ်ကိုပုံဖော်တာမဟုတ်ဘူးအကြံပတ်တည်းကစစ်ကိုခေါ်လို့စစ်တက်ကစစ်တက်လို့လာတာလာတာနော်အဖြစ်ရှင်းရှင်းလေးပဲလက်ရှိဒါတမတော်ရဲ့စစ်ကြောင်းတွေကဒါနောင်ချိုကြောက်မဲတီဘောဒါဒီသုံးမျိုးရရှိပြီးတဲ့နောက်မှာတော့အခုနံပါတ်2ဘက်ကို ဆက်လက်ပြီးတော့ခြေဦးလှဲ့နေပြီလို့ကျွန်တော်သိရတယ်အဲ့တော့ဒီမုတ်တီရွာနော်မုတ်တီရွာကိုရောက်နေပြီလို့သိရတယ်တမတော်ဒါနေမြင်ရှင်းလင်းမှုတွေဆောင်ရွက်နေပြီလို့သိရတယ်နော်အဲ့တော့တမတော်ကတစ်မျိုးပြီးတစ်မျိုးတော့လိုက်ပြီးတော့ပြတ်တုံနေပြီနော်အော်အကြံပတ်တရလေးအတွက်ပြေးကြံကြီးမရှိတော့ဘူးအခုပြေးကြံကြီးမရှိတော့ဘူးဆိုကမှမြန်မာနိုင်ငံထဲမှာအဲ့ကောင်နေမရှိတော့ဘူးနော်အောက်ခြေကကွန်တုံးနေနဲ့ဒီကောင်လေးရဲ့လောက်ငယ်သားတွေပဲကြံတော့တယ်ခေါင်းပိုင်းတွေကပြေးပြီး နော်အဲ့တော့လွိုင်းရီဦးတို့နော်တာဖုံးကျော်တို့အဲ့ကောင်တွေအုပ်စုပြေးပြီပြေးပြီမြန်မာနိုင်ငံမှာမရှိတော့ဘူးမြန်မာနိုင်ငံမှာမရှိတော့ဘူးအဲ့ကောင်တွေတဖက်နိုင်ငံကိုပြေးပြီအဲ့တော့ပြေးကြမြင်မရှိအောင်တက်ကလိုက်စော်နေတာဖြစ်တဲ့အတွက်လွိုင်းရီဦးတို့တာဖုံးကျော်ဦးလည်းဝေးဝေးလက်လာတော့မပြေးနိုင်ပါဘူးမပြေးနိုင်ပါဘူးနော်ဟောအချိန်တိုင်းရွှေဘရွှေဘပဲဆိုတော့တက်တည်ပြနေရပါနော်တက်တည်ပြနေရပါအဲ့တော့ခုလက်ရှိမြန်မာနိုင်ငံထဲမှာကြံနေတဲ့ဒါအကြံပတ်တည်းရဲ့လေးနဲ့ဒါအကြံပတ်ပီဒီအက်တွေက လောင်းငယ်သားကြီးလာဖွဲကျန်တော့တယ်ခေါင်းမိုင်းအချိုးကတော့တရုတ်နေဆက်ဘက်ကိုထွက်ပြေးသွားပြီထိုင်းဘက်ကိုထွက်ပြေးသွားပြီလို့သိရပါတယ်နော်အဲ့တော့လွမ်းရည်ဦးတို့တာဖုံးကျော်တို့ကတော့ထိတ်ဆုံးအောင်ပြေးတာပေါ့နော်ထိတ်ဆုံးအောင်ပြေးတာနော်ယူနီဖောင်းတော့ပါလားမသိဘူးနော်ကိုယ်တော်လုံးနဲ့ပြေးလားမသိဘူးနော်ဒီကောင်တွေယူစိတ်တွေအယူစိတ်တွေပောက်သွားပြီထင်တယ်ပြေးပြီနော်လက်ရှိတာတပ်မတော်ကစစ်ကြောင်းအများပြားနဲ့ထိုးစစ်ဆင်နေပြီတစ်ဖက်မိုးကုတ်ဘက်မှာလည်းဒါတပ်မတော်ကစစ်ကြောင်းတွေ dot shot ထိုးစစ်ဆင်နေတာကောင်းတယ်ဒါလက်ရှိဒီဘက်မှာဆိုလဲဒါအခု နမတုပတ်ထိဒါတမရဝါထိုးစစ်ဆင်မှုအတွက်ကိုဒီမုဒိယမုဒိယအနီးကိုရောက်ရှိပြီးတော့အဲ့ဒီဘက်မှာဒါတိုက်ပွဲလေးဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်နော်အဲ့တော့ဒါကတော့တီလီရဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောပြတာပါနော်ဒီဘောမှာလည်းဒါလက်ရှိအကြောင်းတွေပြန်ဖွင့်ပေးနေပြီဒါဌာနဆိုင်ရာတွေပြန်ပြီးတော့ဟိုဝန်ထမ်းကိစ္စလုပ်ဦးနိုင်ငံကလုပ်ရမဲ့လုပ်ငန်းကိစ္စတွေကိုဒါဆောင်ရွက်နေပါပြီနော်အကြောင်းတွေလည်းပြန်ဖွင့်ပါပြီပြီးလို့ရှိရင်ဒီလမ်းမကြီးလမ်းမကြီးလည်းပြန်ဖွင့်ပေးလိုက်ပါပြီအဲ့တော့ လမ်းမကြီးကိုပြန်ဖွင့်ပေးတာနဲ့အမြဒါတစ်ဖက်ကအကြမ်းဖက်မီဒီယာတွေအုပ်စုကနေပြီးတော့ဗိုင်းတင်လဲဆိုကျွန်တော်ဟိုတနေ့ကတခုတော့တွေးလိုက်ပါသေးရဲ့เนาะကျွန်တော်လည်းအလုံးမအားတာနဲ့မတင်ဖြစ်တာပါဒါပါလဲဆိုလို့ရှိရင်ဂိတ်ဒီမှာဟိုပတ်စံကောက်တယ်ပေါ့เนาะဂိတ်ဒီကဟို20ကျော်30လောက်ရှိတယ်တကိတ်ကို1000လုံး2000လုံးပေးရတယ်လို့ဘာဖြစ်တယ်ညာဖြစ်တယ်လို့အဲ့တော့စစ်တကဂေကြီးကောက်တာမရှိပါဘူးเนาะဂေကြီးပတ်စံမကောက်ပါဘူးလက်ရှိကျွန်တော်အဲ့မှာရှိတဲ့တမတော်သားရာရှိစစ်တင်နဲ့ကျွန်တော်ချိတ်ဆက်ကြည့်တဲ့အချိန်မှာဘာဂေကြီးမှမကောက်ဘူးเนาะဘာဂေကြီးမှလည်းမကောက်ဘူး ော်အကြံဘက်တွေကိုပေးရတာတော့ကိုထိုင်နဲ့ကိုကန်ခံလေအကြံဘက်တွေကိုပေးရတာတော့ကိုထိုင်နဲ့ကိုကန်ခံစစ်တပ်ကတော့ဘယ်ဂိတ်ကမှပတ်သက်မတကောက်ဘူးမင်းတို့စေနာရှိလို့လည်းဖိတ်ဖို့ပြင်ယူလိုက်မယ်မင်းတို့စေနာရှိလို့မုံကျွေးခဲ့ရင်စားလိုက်မယ်ဒီလောက်ပဲရှိရဘာဂိတ်မှပတ်သက်ကောက်ဖို့ဘယ်အရာရှိမှအမိတ်ပေးထားဟိုအမိတ်မပေးထားသလိုဘယ်အောက်ခြေကဟိုစစ်တီတွေကမှဘယ်ကားသမားတွေကမှပတ်သက်ကောက်တာလည်းမရှိဘူးမရှိဘူးအဲ့တော့လွတ်လွတ်လပ်လပ်ပြန်လို့ရပြီအဲ့တော့မန္တလေးနဲ့လာရှိုး မိန်လမ်းမကြီးပွင့်ပါပြီအဲဒေတာကံပြည်သူတွေပြန်နေထိုင်လို့ရပါပြီဆိုတော့ကိုမြစ်တာတကလက်ဆောင်ပါလိုက်ပါတယ်နောက်တစ်ခုတော့လာဝကရိုင်နဲ့ပတ်သက်လို့နော်လာဝကရုံကနေပြီးတော့ဒါရှင်းချက်တစ်ခုထုတ်ထားရှိတယ်အဲကျွန်တော်မိဘပြည်သူတွေမှတ်ပုံနဲ့လောက်တာပဲဖြစ်ဖြစ်အိမ်တော်သူဇာတ်လောက်တာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်နော်အော်လာဝကရုံကတက်ဆိုင်နဲ့ဒါဝန်ထမ်းနေအနေနဲ့ငွေကောက်ခံခြင်းငွေတောင်းယူခြင်းနော်ဥမာတစ်ခုကျွန်တော်ငွေပေးမှလုတ်ပေးမယ်လို့ငွေဘလောက်ပေးရမယ်လို့ညာလောက်ပေးရမယ်လို့ နော်အဲ့လိုမျိုးပြောတယ်ဆိုရင်ခမောင်းအတဖိုင်သွန်းထားနော်အတဖိုင်သွန်းထားပြီးရင်ရဆွဲလေးမှတ်ထားဘယ်နေ့ပဲရက်ကဆိုတာရဆွဲလေးမှတ်ပြီးရင်အဲ့ဘယ်လာဝကယုံဘယ်မျိုးကလာဝကယုံမှတ်မှတ်ပြီးဝင်တိုင်လို့ရပါတယ်တိုင်လို့ရပါတယ်အဲ့တော့အကျင့်ပြည့်ခြာစားနေတဲ့ဝန်ထမ်းတွေကိုနိုင်ငံတော်ကတဆင်ပြီးတဆင်ဖြိုခွဲနေပါပြီနော်ဖြိုခွဲနေပါပြီနော်ခမောင်းမှတ်ပုံနဲ့သွားလောက်တာပဲဖြစ်ဖြစ်လာဝကယုံနဲ့ပတ်သက်တဲ့ဟာပေါ့ဗျာလာဝကယုံနဲ့ပတ်သက်တဲ့ဟာဘာပဲလုပ်လို့ခမောင်းတိုင်လို့ရပါပြီနော်တိုင်လို့ရတိုင်မိုးရအတွက်လည်းလမ်းနေဖွင့်ထားပါပြီနော် အဲ့တော့ဂျားကန်ဝန်ထမ်းတွေဟိုဂျားကန်ဟိုပွဲသားတွေလည်းမလို့မြောက်ဂျားကန်ပွဲသားတွေနဲ့ဒီမှတ်ပုံနေနေပါညာလုံးရင်လည်းခွင့်မပြုပါဘူးအခုဂျားကန်ပွဲသားတွေကိုလည်းဒါအေးအေးယူဆောင်ရွက်မှုတွေဆောင်ရွက်နေပါတယ်မြောက်တို့ကိုယ်တိုင်ရုံးကိုသွားရုံးကိုသွားပြီးကိုယ်တိုင်မှတ်ပုံတွေရှောက်ကိုယ်တိုင်ဒီမှတ်ပုံတွေအဟောင်းနဲ့အစ်စ်လဲကျင်နေဆိုလို့ရှိရင်လည်းတက်ပြည့်လို့လဲကျင်နေဆိုရင်လည်းလောက်ကရုံးကိုသွားကိုယ်တိုင်ကိုကြသွားကိုယ်တိုင်ကိုကြသွားကိုယ်တိုင်ကိုကြလုတ်ပါအဲ့ထဲနေမှာခင်ဗျားတို့ပတ်စံကောက်တယ်ခြားစားဟို အောက်ဝန်ထမ်းတွေကနေပြီးတော့အတင်းပြတ်ချစားမှုနော်လက်ပိလက်ယူမှုလုပ်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့တိုင်လို့ရပါတယ်နော်တိုင်လို့ရပါတယ်အဲ့တော့ဝန်ထမ်းတွေကိုလည်းဒါအကုန်လုံးလက်မစားဖို့အကုန်လုံးစာထွက်ပြီးပါပြီနော်စာထွက်ပြီးပါပြီအဲ့တော့ဝန်ထမ်းတွေအနေနဲ့ကျွန်တော်တို့တက်မတော်သားတွေမှာဆိုလို့ရှိရင်ကျင်းဝ60ထဲမှာစစ်တီတော်တိုင်းတူးချင်းပြည့်ကြွမြေကျင်းဝ20ပါးထဲမှာနံပါတ်20မှာပါပါတယ်နော်တစိုးလက်ဆောင်ကို sorry နံပါတ်19မှာလာမသိဘူးနော် တစိုးလက်ဆောင်ကိုမစင်ခဲ့သူရင်ရှာဆဲစုပ်ပါဆိုတာတစ်ချက်ပါတယ်အဲ့တော့ခင်ဗျားတို့နိုင်ငံဝန်ထမ်းတွေလည်းအဲ့တစိုးလက်ဆောင်ကိုခင်ဗျားတို့မစားမိစေနဲ့ခင်ဗျားတို့ဘဝကြီးပြတ်သွားမယ်ဘဝကြီးပြတ်သွားမယ်အဲ့တော့အချင်းချုပ်အနေနဲ့ဒါချုပ်ပြီးပြောတာပါเนาะအဲ့တော့ပြည်သူလူထုအနေနဲ့ဒါမှတ်ဖို့နေသွားလုပ်မယ်ဆိုလို့ရှိရင်ဘယ်လာဝကရုံးမှပစံပေးရမလိုပါဘူးဆိုတာဦးဒီနေ့ကနေဇင်းလက်ဆောင်စကားပါလိုက်ပါတယ်နောက်တစ်ခွတော့ဒါကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်လို့ဒါနိုင်ငံတော်ကထိတိယောက်ယောက်အေးအေးယူဆောင်ရွက်မှုတွေထိတိယောက်ယောက်ဖြိုခွင်းမှုတွေ ဒါလှုပ်ဆောင်နေပါပြီเนาะလှုပ်ဆောင်နေတာလက်ရှိ online ပုံမှာလည်းဒါအရင်ပြန့်နှံ့နေတဲ့ video file တွေရှိပါတယ်ဒါတွေနဲ့ပတ်သက်လို့တော့ကျွန်တော်မပြောတော့ဘူးအဲ့တော့ကြားဖြတ်လုပ်ငန်းကနေပြီးတော့ကျတော့ဒါလက်ရှိရှောင်ပြေးလာတဲ့အဖွဲ့တွေရှိတယ်ရှောင်ပြေးလာတဲ့အဲ့ကြားဖြတ်ဝန်ထမ်းတွေနော်ရှောင်ပြေးလာကြတာရှိတယ်အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးကိုပြုတဲ့ကံကိုတာခန်းတာပါနော်ကိုပြုတဲ့ကံကိုတာခန်းတာကိုပြုတဲ့ပဲ့တင်တန်ကကိုထံမှာပြန်လာတာပါ ဒီပြည်သူလူထုတွေဒီကနေပြီးတော့တခြားလူတယောက်စီတွေကလိန်စားတဲ့အရာသာကိုသူတို့ ground တွေ့ပြီးအဲ့ဒီရရတဲ့ပတ်စံနဲ့သူတို့တွေဟိုစီးပွားရေးလောက်ကြတယ်ဟိုကလောက်ကြတယ်အခုသူတို့ပြန်ခမ်းတာပဲเนาะလက်ရှိဒါတက်မတော်ကနိုင်ငံတော်ကနေပြီးတော့ဒီကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်လို့ live ဖြိုခွင်းနေရရှိတယ်အဲ့တော့ကြားဖြတ်လုပ်ငန်းဆိုတာကျွန်တော်မျိုးဝပြည်သူတွေမြင်အောင်ပြောပြရလို့ရှိရယ်ဒါ online လောင်းကစားမှုတို့เนาะ online လောင်းကစားဆိုရင်ခင်ဗျားတို့သိပါတယ်เนาะဂိမ်းပေါင်း900ကျော်တနေရာထဲမှာဆော့နိုင်ပါပြီတို့ဘာတို့เนาะ အဲ့အရာရှိတယ်ပြီးလို့ရှိရင်လူလိန်နာရှိတယ်ဟိုပြီးရင်ဒီလူတွေရဲ့ကလီတာတွေကိုခွဲထုတ်ပြီးတော့ကျတော့နော်ရောင်းစားတာတွေရှိတယ်ပြီးလို့ရှိရင်ဒါတစ်ဖက်လူကုန်ကူးမှုတွေရှိတယ်ဒါတွေအားလုံးကိုခြုံပြီးတော့ကျွန်တော်ကကြားဖြန့်လုပ်ငန်းလို့ခေါ်တာဖြစ်ပါတယ်နော်အဲ့အဲ့ကြားဖြန့်လုပ်ငန်းတွေကိုလောက်လောက်ကင်နေတဲ့နေရာမှန်သမျှဒါတက်မတော်ကလက်ရှိဝန်ရှင်းနေရာရှိတယ်အဲ့ဒါိုင်းနဲ့ပတ်သက်ပြီးတော့လည်းအကြေတပွန်းတော့ရှင်းမပြတော့ဘူးဗီဒီယိုဖိုင်နဲ့ကျွန်တော်မှပြည်သူတွေမြင်ပြီးသားဖြစ်ပါတယ်နော် ။ဟောဒါတော့တစ်ချက်ပေါ့။နောက်တစ်ချက်ကတော့ဒါစစ်ပြီးအုပ်စုတွေကျင်ညာထားတဲ့နေကံကဘာလုံးစကန်းကြီးရပြီဆိုတော့ကိုမေကိုလို့မြဘယ်ရောက်သွားပြီတော့ဘယ်ရောက်သွားပြီတော့အခုကျော်လဲတွန်းပြန်အောင်သွားပြန်ပြီမေလို့မြ။ဆောက်ရှက်လည်းရှိ ਉ ဆောက်ရှက်လည်းရှိ ਉ အခုလက်ရှိနေကံစကားမှာဖြစ်ပြနေတဲ့ဖြစ်ပြကဘလို့တွေဖြစ်ပြနေလဲဆိုတာဒီကောင်းနေကုဆောက်ကြောင်ကိုသိရကုဆောက်ကြောင်ကိုသိရလက်ရှိအကျံဘက် A ကအကြဆုံးနေများစွာနဲ့နောက်ကိုပြန်ဆုတ်နေရပြီနေကံဟိုနေကံစကားကနော် တော်တော်ကြီးတော့အချိန်နေကောင်းနေပါပြီဆိုတာကိုဒီနေရာနေပြီးတော့တဆင်စကားထပ်မှပါလိုက်ပါတယ်။နောက်တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါမလေးရှားနိုင်ငံမှာကျင်းပမဲ့48ကြိမ်မြောက်ဒါထိပ်သီးအစည်းအဝေးပေါ့အစည်းအဝေးကိုဒါကျွန်တော်တို့ဒီမလေးရှားကနေတင်ထားတာလေဒါတချုပ်ကြီးတက်မယ်ဆိုပြီးတော့တင်ထားတယ်ဒါပေမဲ့နိုင်ငံတော်ကနေပြီးတော့ဘာမှတစုံတရာအကြောင်းပြန်တာတော့မရှိဘူးဘာမှတစုံတရာဟိုကြီးညာတာမရှိဘူးအဲ့တော့တက်ရှင်နဲ့တက်မယ်မတက်ရှင်နဲ့မတက်ဘူးကျွန်တော်ပြော မလေးရှားဖိတ်တယ်ဒါပေမဲ့တက်ချုပ်နေတယ်တက်ချင်တက်မယ်မတက်ချင်မတက်ဘူးဆိုပြီးတော့ထားထားတဲ့အတွက်နော်အဲ့တော့နီကမသာလည်းတက်မတက်ကိုသိရမှာဖြစ်ပါတယ်လက်ရှိတော့ဒါမြန်မာကိုယ်တိုင်တွေနော်မြန်မာနိုင်ငံရဲ့ဒီတရမန်ရေးရာဝန်ကြီးတွေမလေးရှားနိုင်ငံကိုရောက်သွားပါပြီဒီအစည်းအဝေးကိုတက်ရောက်ဖို့အတွက်ကိုရောက်သွားပါပြီဆိုတာကိုထည့်ပြပေးလိုက်ပြရတယ်နော်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကဒါကချင်ပြည်နယ်မှာလည်းဒါတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်နော်ကချင်ပြည်နယ်မှာလည်းဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဒီကရင်ပြည်နယ်ဘက်မှာဆိုလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေ ရင်ထန်နေပါတယ်ရင်ထန်နေပါတယ်ဒါကြောင့်မလို့ရွေးကောက်ပွဲမတိုင်ခင်ကာလအတွက်မှာတက်မတော်ကနေမြရှင်းလင်းမှုတွေစတင်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက်သခိုင်းဘက်မှာလည်းတော်တော်များများဖိန်တုံအောင်ကြောက်နေကြတဲ့အပိုင်းတွေရောက်နေပါပြီဒါကြောင့်မကြခင်ကျွန်တော်တို့မြန်မာနိုင်ငံကြီးကျမ်းမာရေးပြန်ကောင်းလာတော့မယ်ဆိုတာကိုပြောကြတဲ့ဒီနေ့အတွက်ဒီလောက်ပဲတင်ဆက်ပေးလိုက်ပါတယ်သတင်းတွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့အဲ့ထဲနေမှာကောင်းတို့ရရချက်လေးတွေပဲတင်ပေးတာပါအဲ့တော့နောက်တစ်ခုကတော့ဆိုရှယ်မီဒီယာပေါ်မှာဆိုရှယ်မီဒီယာပေါ်မှာနော် ဆယ်လီဖြစ်ဖို့အတွက်ကိုအများကြီးတော့ပြောတော့ဗျာနော်ဟိုကိုဆယ်လီဖြစ်ဖို့အတွက်ကိုအခြားဘဝတွေကိုချမနေမှနဲလို့နော်ဆယ်လီပရဟိတသမားများကိုဒီညာနေပြီးတော့မြေတားလက်ဆောင်စကားပါလိုက်ပါတယ်နော်ကျွန်တော်ဘာကိုရည်ရွယ်တယ်ဆိုတာတော့သိတဲ့လူတွေသိတော့ပါတယ်ဒီလောက်ပါပဲ